ျွန်တော်ကကြပြာဆရာအေးမော်ပါအဲကျွန်တော်အခုကြပြာတပုတ်ရုတ်ပြဖို့စီစဉ်ထားပါတယ်အဲကျွန်တော်ရုတ်မဲ့ကြပြာက2013ဩဂုတ်လမဟေတီမဂ္ဂဇင်းမှာပါခဲ့တဲ့ဆရာမင်းတရဲ့စကိုင်းအပီဂရန်ဆိုတဲ့ကြပြာရှိဖြစ်ပါတယ်ကျွန်တော်ဘာကြောင့်ဒါလေးကိုရုတ်ရလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာခက်ခဲများစွာ စစ်ပီးစစ်တန်နေကြရနေပြီးတော့အခုပြီးခဲ့တဲ့လမတ်လ28ကအဲ လှုပ်ခတ်ခဲ့တဲ့7.7 magnitude ရှိတယ်ကျွန်တော်တို့ငလျင်တန်းကြောက်စစ်ဘေးရောကပ်ဘေးရောကိုကျွန်တော်တို့ကပြည်သူပြည်သားတွေကခံစားနေရပါတယ်အဲ့ဒီတွဲကျွန်တော်နုပညာဆိုင်ရာအဖြစ်မှုစိတ်ရဝိုင်းဝန်းပံ့ပိုးနိုင်မှုလို့ကျွန်တော်ယုံကြည်တဲ့အတွက်ကျွန်တော်ဒီကဗျာလေးကိုကျွန်တော်အဲကျွတ်တာဖြစ်ပါတယ်ရရှာမင်းတဲ့စကိုင်းအပီဂရန်ဆိုတဲ့ကဗျာဖြစ်ပါတယ်စကိုင်းအပီဂရန် စကိုင်းတဲ့ဘုရားသခင်ရဲ့လှပဆုံးလက်ရာတစ်ခုပေါ့စကိုင်းတဲ့ဧရာဝတီရဲ့နှလုံးသားတင်းထားတဲ့နေရာလေးမြမပြည်တနံတလျာရောက်ဖြားကနေတောင်ပြားစီးသွားတဲ့ဧရာဝတီဒီနေရာမှာတော်လှန်မင်းဝန်ထံဥခိုက်ဝတ်တော်အရှိကနောက်ကိုစီးသွားရဲ့ မြညာသားတို့ကြည်လဲ့ကြ မြစ်ချေသားတို့ကြည်လဲ့ကြခိုင်းမှာအေယာဝတီတွေကနေထွက်တယ်အေယာဝတီတွေမှာနေဝင်တယ်အေယာဝတီဝိထုရှည်ကြီးမှာ အလှပဆုံး climate ဟာဒီနေရာမှာပေါ့မြောက်ဖျားဒေသမှာအမိနှခွခြံထားခဲ့တဲ့အေယာဝတီဆိုတဲ့နဂါးဟာ မြဝကျွန်းပေါ်မှာခေါင်းတရားပွားကပ်ပလီပင်လေတဲ့ငုတ်ရှိုးသွားအသည်နှလုံးကိုတော့သခိုင်းမှာထားခဲ့တဲ့အဲ့ဒီနဂါဘောကကင်းချီမြာသခိုင်းတရားတဲ့လေသခိုင်းတဲ့မရင်မယိုင်းမြို့သခိုင်းတဲ့သတိန်းတွေကပြောကြတာလေဟုတ်ကဲ့ရူရူလေးနဲ့ခန္ဓာလှပတဲ့မြို့တမြို့ပါပဲပုံညတောင်စီဤလျက်မလင်း အဝေးအုံမှိုင်းစကိုင်းတစ်ဖက်တဲ့ရှင်သွေးနာတင်ရဲ့လက်ဖြားဖျားသခင်ရဲ့စကလုံးများစည်းဝင်လှုပ်ရှားရင်ခုန်သွားဒီမြေကိုရောက်ဒီရေတောက်မိရင်အမှုပညာသမားတို့ရဲ့ဘဝင်ညှုတ်ဆွဲတိုးဝိဖမ်းယူငင်အပြန်ကင်းစားဖွဲ့ကြအပြန်တွင် ရေးဖွဲ့ကြရေးခဲ့ကြတဲ့စကိုင်းအလားဇီယာရွှေမြေ မြည်ရီခွေဝန်းတဲ့ပုံညာရှင်ပုံညာရှင်စီရီအပါသခိုင်းတောင်သခိုင်းတောင်အထနာစီကတဲ့မိုးစာမိုးစာမိုးစာပြောတန်တာတဲ့ဇီယာရွှေမြေအလူဒါနပြုကြမစဲလီတဲ့ကန်းကြီးဇီယာဥွယ်မှန်းချွေမီလာမှုရဲ့လွမ်းနေနေပါဘူးွယ်တဲ့ဂိုင်းတရာဘက်စီကိုသူလာမလားလို့ ညှော်ကြည့်မိသည်တဲ့။အော်ညီမပြီမာမြို့ဘွဲ့တေအေးခံရဆုံးမြို့ပြီပါလေ။တကိုင်းတဲ့အမိုင်းမရိုင်းခဲ့တဲ့မြို့တမြို့ပါပဲ။အမိုင်းမြင်းငါဆိုင်တကိုင်းရောက်တော့တကိုင်းဆိုရင်အကံပြစ်တခင်ပရိမကထီးလိုင်းရှင်ကျန်စစ်သားရဲ့ဇာတိကွင်အပေခံတင်ခရာစောယွန်း ဟုံးထွန်းလို့ဓာတ်ထက်အင်းဝအရင်နဲ့တဆက်နှစင်ကျေပြောင်းအမိထောင်လို့၎င်းကျော်လို့တန်းလွဲကျေမုံဖွဲဖွဲလာရောင်မွဲမွဲအောက်မှာအရာရီဘော်ကလင်ငယ်တစင်းအင်းဝဘက်အဖြည်းဖြည်းချင်းကပ်ရင်းရင်ငူကြောက်ဆောင်စိတ်မှာရိတ်ခနဲခုံပြန်လွှားဘိုးတက်ပြားဆိုတဲ့ပစ္စည်းမဲ့ရွှေတိုက်ဆိုးမိုးလင်းမှာစကိုင်းကိုပြန် သူ့နီးသူ့ဟန်နဲ့တော်လှန်ရေးလို့ဟုတ်ကဲ့ကျွန်ုပ်ဦးညွှတ်လိုက်ပါတယ်တခိုင်းတဲ့သူတော်စင်တွေနဲ့အတူတတ်တိခဲတွေနေတဲ့မြို့ပေါ့တရားလဲဖက်ဒါလဲထက်တဲ့စခိုင်းသူ့တမိုင်းသူဖြတ်ကျော်သူရဲကောင်းတို့တိုက်ပွဲပျော်အတိတ်ခေါ်တန်ကြားမိရဲ့တခိုင်းတရာထိတ်တိတ်တဆိတ်ရက်မိ ှက်လှက်ရင်ခုန်သံရဲဘော်သိန်းတန်ကိုတရိယမူးတမိန်ကိုတန်းတဟူကျင်မောင်ကိုအမှတ်ရရဲဘော်ထေးကိုလွမ်းရနောင်ယိုးတင်ဝင်းကိုလွမ်းတာတကိုင်းတဲ့ကဗျာကရိုင်းစာကတိုင်းနဲ့ဆရာမိုင်းတဖွားဖွားချစ်ခဲ့ရတဲ့မြို့ပြပါတိုင်းမှာခေါင်းချရှင်မဟာရထတာရရဲ့အုတ်ကူပေးငါရက်ရင်ငင်းပြီး ရာစီယဝိညာဉ်မင်းဝန်တွင်ခိုရွှေကိုင်းသားကိုလှုပ်နှိုးဥဖိုးတင်းရဲ့ရုပ်ပုံလွာမဟာဆွေရဲ့အပြုံးလိပ်ပြာညောင်ပင်သာဥပုံညဆုံးမစကားတန်တဲ့တဲ့လီအော်ကိုအေးလွင်ရဲ့လွမ်းလိုက်တာတကိုင်းတဲ့ကာလာများရိုင်းတဲ့အခါအယူမီဝိုင်းလဲခံရဘူးရေကြီးခဲ့ကလင်းလှုပ်ခဲ့မီးလောင်ခဲ့ ပြီးတော့ပုံညက်ပွင့်ဖူးဝါသူဦးအညက်နေမှာဖက်စစ်တွေဘလူးစီကြီးတွေပြိုခွေးတွေဦးအမျိုးလုံးကြွကြဆူဖူပါယုံငိုရွှေသားလျောင်းငိုသခိုင်းကောင်းခင်ပြိုကြခဲ့နောက်ကြည့်ကျွန်းဆိုတဲ့အမိဟောင်းအလောင်းကြည့်ကျွန်းလို့ပြောင်းခဲ့ရကာလမကောင်းခခရောင်းကိုလက်ဆောင်ကြည့်မိရိယာရင် တခိုင်းဟာမျက်ရည်ကျဘူးတယ်တခိုင်းတဲ့လောကဒဏ်ရဲ့မိတ်ဆွေရင်းကြီးပေါ်ဘဝကိုမကျင်နဲ့လောကကြီးကိုမကျင်နဲ့တဲဥပြက်မြခံစားရတဲ့အခါဘုံရဲ့မမဆေးရဲ့ဒေါသရဲ့တောကနဲ့အတူကွန်းရတဲ့ထဲဝါသခိုင်းသားတွေကွန်းဆွဲသွားပေါ့ဘဝဝဘေးဒံအတဘာဝဘေးဒံ စစ်ဘေးနဲ့စစ်တန်းသခိုင်းသားတို့အန်ကျိတ်ခံသခိုင်းဝိညာဉ်အမြဲရှင်တန်းသခိုင်းတဲ့မြေရန်ပြုံးနေတဲ့မြို့ပါပဲလောကရန်တရားနဲ့ခါခါခါလေးကြုံရင်မတုံမလှုပ်ကွန်းလေးမြို့ငုံနေတဲ့ခေါင်းပြန်မော့ကြွကြော်လေးပြုံးနေတဲ့သခိုင်းအမိုင်းဆရာတွေမျက်ရည်ဝိုင်းလောက်တယ်သခိုင်းတဲ့မပြောနေသေးခဲ့တဲ့သူရဲ့ကောင်း တိုက်ပွဲပေါင်းက300ထောင်ဒီလိုနဲ့အသက်1000ပြည့်တော့မယ်မင်းတက်ပြောင်ရုပ်ဖတ်သူကကျွန်တော်အီမွန်ဖြစ်ပါတယ်